ေးသကြံလိုအမိပြောင်းပြုလုပ်တဲ့စစ်ကောင်စီရဲ့နေပြည်တော်လမ်းလျှောက်သကြံကိုဧပြီလ13ရက်နေ့မနက်ပိုင်းမှာဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။ဖွင့်ပွဲကိုစစ်ကောင်စီရဲ့ခေါင်းဆောင်မင်းအောင်လှိုင်စိုးဝင်းအပါဝင်ကောင်စီရဲ့ဖွဲ့ဝင်တွေပြည်တော်စုဝင်ကြီးတွေနဲ့ဌာနဆိုင်ရာအရာရှိကြီးတွေတက်ရောက်ခဲ့ပါတယ်။ မတ်လ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေပျက်စီးဆုံးရှုံးမှုကြောင့်စိုးရိမ်ပူပန်နေတဲ့အချိန်ဖြစ်တယ်လို့နောက်ထပ်ငလင်ငယ်ဇက်တိုက်လှုပ်နေတဲ့ကာလလည်းဖြစ်တာကြောင့်စစ်ကောင်စီရဲ့အေးဒီကြံကိုလှရောက်သူအလွန်နှေးပါခဲ့တယ်လို့လည်းသိရပါဗျရှင်မွန်ပြည်နယ်မော်လမြိုင်မြို့မှာအခုနှစ်တကြံပွဲတော်ကာလအတွင်းစစ်ကောင်စီခတ်ဝင်ကြီးချုပ်လက်ညှိုးမှုနဲ့လမ်းလျှောက်တကြံကိုကန္နာလန်မြစ်ကမ်းသာအပန်းဖြေစီမံကိန်းဝင်အတွင်းပြုလုပ်နေပါဗျ။ ်စစ်ကောင်စီခန့်ပြည်내ဝင်ကြီးချုပ်အနေနဲ့တကြံပွဲတော်ကိုစီကောက်အောင်လှုပ်ဖို့အတွက်ဗဟုမန်တပ်အပါအဝင်ဌာနဆိုင်ရာမန်တပ်တွေစောင့်နေတဲ့အချိန်ငလင်ဘေးဒဏ်ကြောင့်ဝေဖန်မှုတွေမြင့်တက်လာတာကြောင့်မန်တပ်ဆောက်လုပ်မှုတွေကိုရပ်နားခဲ့တာပါဒီနေ့တကြံကိုအပြော်ပါတီဆိုကခုံနာတွေမပါပဲရိုးရရင်ကျင်းမှုနဲ့အညီလှုံ့ဆော်ကြဖို့နိုင်ငံတော်ကထုတ်ပြန်ထားပေမဲ့ပြည်내အစိုးရအနေနဲ့အခုလိုလမ်းလျှောက်တကြံပြုလုပ်တာဟာလုံးဝမဖြစ်သင့်ဘူးလို့မြို့ကန်တအုပ်က TV ကိုပြောပါရယ် မော်လမယ်မြို့လမ်းလျှောက်တကြံပွဲတော်ကိုဒီကနေ့ညနေ၄နာရီအချိန်မှာမွန်ပြည်နယ်ဝန်ကြီးချုပ်ကိုရိုင်းဖွင့်လှစ်ပေးခဲ့တာပါကနလန်တလျှောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေစုစုပေါင်းအင်အား900နီးပါးလောက်လုံခြုံရေးချထားတယ်လို့လည်းဒေသခံတွေစီကသိရပါတယ်ရှင်။စစ်ကောင်စီရုံးဆိုင်ရာနေပြီးတော့မှငလင်တန်းကြောင့်အပျက်စီးတွေကိုဖယ်ရှားရှင်းလင်းမှုအတွက်ဘတ်ဟို ညီတူးဆက်တစည်းကို15သိန်းနဲ့ကုထုကုထငားရန်ဖယ်ရှားရင်ရှင်းလင်းနေရတယ်လို့ဒေသခံတွေစီကသိရပါဗျ။အင်အားပြင်းငလင်အပီအချိန်နှစ်ပတ်ကျော်လာတဲ့အထိစစ်ကောင်စီဘက်ကထိခိုက်ပျက်စီးနေတဲ့အဆောက်အဦတွေရှိနေတဲ့နေရာကိုမသွားဖို့သာတားမြစ်ထားပြီးအခုညီပေးတာလာရောက်ရှင်းလင်းတာတွေမလုပ်သေးဘူးလို့ဆိုပါရယ်။ဒါကြောင့်ကိုတူကိုထအပြင်အလှရှင်တွေရဲ့လှူဒန်းတဲ့ငွေကိုအသုံးပြုဖယ်ရှားရှင်းလင်းနေရတာလို့ဒေသခံတွေကပြောပါရယ်။ နေပြည်တော်ကိုလာတဲ့ငလေကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုစစ်ကောင်စီကတင်းတင်းကြပ်ကြပ်ဆစ်ဆီးနေပြီးကူညီကယ်ဆယ်ရေးအဖွဲ့တွေပရာဟိတအဖွဲ့တွေကိုနေရာတက်မှတ်ခွင့်နေရာတက်မှတ်ခွင့်ပြုလွှတ်ပေးတာလို့ဆိုပါတယ်ငားရအုံပြုလုံးဆောင်တာမှာလူတလောက်ငားမရဖြစ်နေပြီးစစ်ကောင်စီကဌာနဆိုင်ရာယုံတွေစစ်ဘက်ဆိုင်ရာယုံတွေလွတ်တော်အဆောက်အဦတွေကိုပဲဦးစားပေးရှင်းလင်းဖယ်ရှားပြုပြင်နေပဲလို့သိရပါရဲ့ရှင် အင်အားပြင်းစကိုင်းငလင်လောက်ခတ်ပြီးရဲ့နောက်ပိုင်းငလင်ငယ်လေးတွေဆက်လုံနေတာကြောင့်ငလင်တဲ့ဒေတာပြည်သူတွေဟာစိုးရိမ်မှုတွေနဲ့ဆက်ပြီးနေထိုင်ကြပြီးနေအိမ်တွေမနေရဲသူတွေလည်းရှိရလို့ဒေတာခန့်တွေကပြောပါရယ်။ကိခိုင်သတင်းပေးပို့ထားပါရယ်ရှင်။ မက်စလာ28ရက်နေ့ကစကိုင်းမြို့အနီးကိုဗဟိုပြူပြီးရစ်တာစကေ9.8ရှိတဲ့အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းနောက်ဆက်တွဲငလျင်ငယ်လှုပ်ခတ်တာတွေကနင်းစင်ရက်ဆက်ဆိုသလိုဇက်တိုက်ရှိနေပါတယ်။ဧပြီလ17ရက်နေ့မှာနေပြည်တော်မန္တလေးဝန်တွင်တောင်ကုန်းမလိုင်တက်ကုန်းမိထီလာမြို့စားတဲ့မြို့တွေအပါအဝင်မြို့နေတော်တော်များများမှာရစ်တာစကေ3.5အထိအင်အားရှိတဲ့ငလျင်ငယ်လှုပ်ခတ်တာတွေဇက်တိုက်ရှိနေစေပါ။ မန္တလေးမြို့အပအဝင်ငလျင်တန်းတင့်မြို့တွေမှာနေတိုင်းလိုလိုနောက်ဆက်တွဲငလျင်လုတ်ခတ်မှုတွေဖြစ်ပေါ်နေတာကြောင့်နေအိမ်မှာမနေရေးကြတော့တဲ့အပြင်ညတိုင်းလိုလိုစိုးရင်ကြောင်းလက်စိတ်တွေနဲ့နေထိုင်နေကြရတယ်လို့မန္တလေးဒေသခံတယောက်ကပြောပါတယ်အာဟုတ်ကဲ့ကျွန်တော်တို့မန္တလေးအခုအချိန်နေရတော့အာညပိုင်းဆိုရင်ခလီရင်လုတဲ့အတွက်အဲ့လိုအိမ်ထဲမှာလည်းမနေရဲကြဘူးပေါ့နော်ပြီးတော့မှငလျင်ထထုတ်ပြီးဆိုလည်းအဲ့လိုအတန်နေပိုင်းနဲ့လာတဲ့အတွက်ချက်ချင်း အဲ့နေရာနေမှာထပ်ပြေးရတဲ့အခြေအနေဖြစ်နေပြီးတော့မှဘေးနာအလိုတိုက်တွေပါရှိရဲဆိုပေါ့ပြီးတော့မှအဲ့တိုက်ကလည်းပြိုကနေဖြစ်နေရကျွန်တော်ဆိုရင်အဲ့တိုက်ကြီးပြိုသားမှဆိုလို့ကိုယ်အိမ်မောပြိုလာမှဆိုလို့ပေါ့နော်ထပ်ပြေးရတဲ့အခြေအနေကြောင့်တော်တော်လေးကိုစိုးရတယ်ဗျာအခြေအနေကတော့အာ after show ကတော့ခဏခဏတော့လာနေတာပဲ။အင်အားပြင်းကလေးလုတ်ခတ်ပြီးနောက်ပိုင်းဒီနေ့အထိနောက်ဆက်တွဲငလျင်ငယ်ပါ၁၁၉ဂျင်အထိရှိနေပြီလို့မွလီဝက်သားနဲ့ဇလဘေဒညွန်ချမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ ဧပြီလ17ရက်နေ့ညနေ3:00နာရီကျော်ကလေနေပြီးတော့မှ Richter scale 4.5ရှိတဲ့အင်အားပြင်းကလေးလှုပ်ခတ်ခဲ့ပါတယ်။ဒီအခြေအနေကိုနေပြီးတော့ကဒေတာခန်တယောက်ကတော့အခုလိုပဲပြောပြပါဗျ။လုံးတဲ့အချိန်မှာတော့အိမ်အပေါ်တက်ဒီမှာဆိုတော့အကုန်ပြေးစင်ကြတာပေါ့အိမ်မှာတော့ လူကြီးတွေရောကလေးတွေရောမိန်းမသားတွေရောရှိကြတော့အကုန်ပြည့်စင်လှုပ်တဲ့အာတော့စောင့်လှုပ်တယ်လို့ဖြစ်တော့တော်တော်တိတာလိုက်ကြတယ်အခုထိတော့ဟိုကြောက်တဲ့လူတွေအမျိုးသမီးတွေနဲ့ဟိုတက်ကြီးတွေတော့တိုက်အောင်တင်မှာပဲနေနေကြတယ်ဟိုငလင်ကတော့ရှေ့မှာလည်းအာပြင်းပြင်းခံတာကတော့ကတေးသေးလှုပ်လဲကြောက်ပေါ့အဲ့လိုတွေဖြစ်နေကြတာငလင်လေးလှုပ်လာရင်ကိုအကုန်ကြောက်ပြီးအကုန်ပြည့်စင်မယ် နောက်ဆက်တွင်ငလျင်ငယ်လေးတွေထက်လုံနိုင်တာကြောင့်အဆောက်အုံတွေမှာနေထိုင်မယ်ဆိုရင်ပညာရှင်တွေနဲ့တရားပြန်စစ်ဆေးပြီးမှနေထိုင်သင့်တယ်လို့ဘူမိဗေဒပညာရှင်ပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းကအခုလိုပဲအကြံပေးပြောဆိုပါတယ်ပထမကလေးကြီးကြောင့်အဲ့သွားတာတွေကလည်းနောက်ထပ် ငလင်ငယ်လေးတွေပါငလင်ကြီးတော့မကြီးတော့ပေမဲ့လည်းပြူကြနိုင်တဲ့အခြေအနေတော့ရှိတယ်။နောက်တစ်ခါမိုးရွာရင်လည်းပြူကြနိုင်တယ်၊လေးတိုက်ရင်လည်းပြူတာပါပဲ။ကြမ်းကြမ်းတိုက်ရင်ပြူကြနိုင်တယ်ပေါ့နော်။အဲ့တော့အဆောက်အဦနေကိုကျွန်တော်မစစ်ဆေးဘဲနဲ့တော့ပြန်ပြီးတက်ပြီးတော့နေဖို့တော့မသင့်ဘူးဆိုတာပထမဆုံးပြောချင်တာပေါ့နော်။လက်သလုံးအခြေအနေမှာတော့ဒီအကြောင်းအပေါ်ယံဖြစ်တဲ့ဘာစလာဖုံးထားတာအက်တာတောင်မှပြူကြနိုင်တယ်၊ကိုယ်ကြကိုယ်နိုင်တယ်တို့ကြောင့်ဘေးအနေရတော့ရှိနေရဆိုတာသိကြတယ်ပေါ့နော်။ဒါအဲ့ဒါကိုကျွန်တော်ဘေးကင်းအောင်လုပ်ပြီးမှသာလေနေသင့်တယ်ပေါ့နော်။ အေပီလာစစ်တီရန်နဲ့အတင်းအင်အားပြင်းငလျင်တန်းကြောင့်တည်ဆုံးသူပေါင်း4355ရောက်၊တရားရသူ8830ရောက်၊ပျောက်ဆုံးနေသူ145ရောက်နဲ့ကေဆေးရရှိသူ653ရောက်အထိရှိလာနေပြီလို့ဒီဘူဘီကကောက်ယူရရှိထားတဲ့စင်းတွေအရာသိရပါတယ်။ဒီအခြေအတွက်ဟာဒီဘူဘီကလက်လန်းမိတလို့ရရှိထားတဲ့ကိန်းကနဲတွေသာဖြစ်ပြီးမြေပြင်မှာ KC ရဲ့လုပ်ငန်းတွေလှုပ်ဆောင်နေစေအခြေအနေဖြစ်နေတာကြောင့်တည်ဆုံးသူဥယေဟာနောက်ထပ်ထပ်တိုးလာနိုင်ခြင်းရှိပါတယ်။ကျွန်မကေခိုင်ပါ။